စကိုင်းမိုဘိုင်းတောင်တွင်းကြီးမှနေထွေးတာပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ဒီနေ့လူပဝင်းကြမှာဆိုတော့လကောင်းစီဝိုင်းအတိုင်းဝိုင်းမှာတော့လကောင်းအဲ့လိုပဲသားချင်းရွှေမျိုးတွေနဲ့မိသားစုဝင်များရဲ့ကြားမှာတော့လကောင်းအစင်တန်းဆိုတဲ့အရာတစ်ခုကို လူရည်လို့ဖြစ်လာရင်နှစ်သက်ခုံမင်မဲလို့မျော်လင့်မိပါတယ် ရိုးရိုးလေးတွေးကြည့်ရင်အဆင့်တန်းဆိုတာအမှန်တမ်းစစ်သူသိမ်းပေါင်းထောင်နဲ့ချီပြီးတံပိုးကြီးတဲ့အဆောင်အယောင်တွေအဲ့လိုပဲအင်တာမတံပိုးကြီးတဲ့ကိန်းကနန်းပေးပြီးဝယ်ထားရတဲ့သူ့ရဲ့ပိုင်ဆိုင်မှုတွေသူ့ရဲ့နေထိုင်မှုစနစ်တွေအဲ့ဒီအရာတွေတက်ပို့ပြီးလေးနဲ့ပြီးအခရာခရာကြတဲ့အရာက ပြုမှုဆက်ဆံခြင်းဖြစ်ပါတယ် ဘာလို့လဲဆိုတော့ကျွန်တော်တို့ငငယ်ကလေးကငယ်ပဲသူအသက်ကြီးသူအမျိုးသားအမျိုးသမီးအလွားဆုံးအယောင်ဆုံးအားလုံးတည်နေတဲ့အချက်တစ်ချက်ပါလဲဆိုရင်နေ့ရဲ့အပူချိန်ကြောင့်အပူငွေတွေကကောင်းကင်ဘော်ကိုပြန်တက်သွားတယ် အဲ့ဒီလိုပြန်တက်သွားတဲ့အချိန်မှာပြောချင်တာကကောင်းကင်ယံကို အပူငွေတွေပြန်တက်သွားတာအဲ့ဒီအပူငွေတွေဓာတ်ပြုတ်ပြီးတော့အင်မတန်မှ အေးချမ်းတဲ့မိုးတွေကိုရွာသွန်းပေးတယ်ကျွန်တော်တို့ရဲ့နေ့တလူလူမှာမြေပြင်ဆိုတဲ့အရာဟာအညစ်အကြေးများစွာဆုံးဖြစ်တဲ့နေရာ ်တသွေးထွေးတယ်အဲ့ဒီမြေပြင်မှာထွေးတယ်မစင်စွန့်နဲ့အဲ့ဒီမြေပြင်မှာစွန့်နေအမိုက်တရိုက်တွေကိုစွန့်ဖြစ်တယ်အဲ့ဒီမြေပြင်မှာပဲဒါပေမဲ့အဲ့ဒီမြေကကျွန်တော်တို့ကိုဘာတွေထုတ်ပေးလဲကောက်ပဲတီးနံနဲ့စားတောက်ဖွဲရာတွေကိုကျွန်တော်တို့ကိုချီးမြှောက်ထုတ်ပေးတယ်ထုတ်ပြီးပြောရမယ်ဆိုရင်ကျွန်တော်တို့ငငယ်ကလေးကလူပတ်ဝန်းကျင်ကနေကျွန်တော်တို့ကိုတင်ပေးနေတဲ့အရာတွေမှတ်မိကြလားကျွန်တော်တို့ငငယ်ကပစိုးဂရောင်းချိုက်ပြီးတော့ တရတိပင်နာရောက်ရင်ခဲနဲ့လန့်ထူတယ်ဝလုံးဒုတ်စုပ်ဒုတ်ပြတ်နဲ့လန့်ထူတယ်ဘာပေးလဲကျွန်တော်ကိုတရတိပေးတယ်တရတိတွေပြုတ်ကြလာတယ်အဲ့လိုပဲအင်တာမတင်းရနဲ့နေဝေစာနေတဲ့ခရီးပင်ဟလာပန်းပင်နာကို ရောက်သွားတယ်ဖနက်အစုပ်တင်နဲ့လန့်ထူတယ်ပန်းပွင့်နေကြလာအချုပ်ပြောချင်တာကလူတယောက်ရဲ့ standard ဆိုတာကရှေးကသူဘယ်လိုပုံစံမဲ့ ဆက်ဆံနေသည်ဖြစ်ပါသည်ကိုဘက်ကနေအကောင်းဆုံးပြန်လဲတုံ့ပြန်နိုင်ခြင်းဟာသူ့ရဲ့ standard ပဲသူ့ရဲ့အဆင့်ပဲအဲ့တော့နောက်ဆုံးအချုပ်ပြောချင်တာကဗျာသူ့ဘက်ကနေအစင်တန်းမဲ့သွားကျွန်တော်ကိုဆက်ဆံလာရင်လဲကျွန်တော်ဘက်ကအစင်တန်းရှိရှိ ပြန်လဲဆက်ဆံဖို့ကိုလောကရဲ့ပဝင်းကျင်ကြီးကကျွန်တော်တို့ကိုမွေးကြတဲ့ကယနေ့အထိသင်္ကန်းသာပေးနေတယ်ဆိုတော့ ုံပမာတွေပါကျွန်တော်တင်ပြလိုက်တာကတက်သွားတာကအပူငွေ့ပြန်ပေးတာကအင်းမြတဲ့ရေစွန့်ပစ်လိုက်တာက အမိုက်တရိုက်ပေါ့ကျွန်တော်ကိုပြန်လဲချင်းမြင်တာက ကျွန်တော်စားပွဲတွေအဲ့လိုပဲကျွန်တော်နှာခေါင်းနဲ့ကျွန်တော်ပါးစပ်ကထုတ်လိုက်တာကဟိုက်ဒရိုဂျင်ကျွန်တော်ရှေ့ကိုပြန်ရောက်လာတာကအောက်ဆီဂျင်ကျွန်တော်ငငယ်တော့ကအဲ့လိုပဲဖနက်အစုပ်တရံနဲ့ပြစ်လိုက်တာဂဲနဲ့ပြစ်လိုက်တာပြန်ရောက်လာတာကတည့်တည့် ပြန်ရောက်လာတာကဟာလာပန်းပွင့်တွေအတီးအနံတွေအဲ့တော့ရှေ့ကလူကကျွန်တော်ကိုဘယ်လိုပဲဆက်ဆံပါစေကျွန်တော်ဘက်ကအကောင်းဆုံးပြန်လဲဆက်ဆံဖို့ဆိုတာအဲ့ဒါနံပါတ်1 standard ရှိတဲ့သူတွေရဲ့အလုပ်ဖြစ်တယ်အဲ့တော့ကျွန်တော်ရဲ့အခုစကားကိုကြားပြီးတခခုအကျိုးရှိမယ်လို့ပြောလဲမှာတယ်ရှိတယ်ဆိုရင် comment မှာ yes လို့ရေးခဲ့ဖို့မြစ်တာရက်ခံပါတယ်နောက်လာမယ့်ဗီဒီယိုတွေမှာစုံဖို့အတွက် အပေါင်းလေးနှိပ်အသေးလေးပေးပြီး share လုပ်ပေးဖို့လည်းမေတ္တာရက်ခါပါတယ်ကျေးဇူးတင်ပါတယ်